အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှတင်ဆက်ပေးမှာကဆိုင်းဆရာအေကာဆိုရင်လူသားမှုဟင်ကာဆိုတဲ့ပြည့်မှန်ဇာလန်ကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်ဇာလန်လေးကိုအခုပဲနားဆင်ကြမယ်နော်အချိန်က1960ခုနှစ်ခန့်အေယာဝတီတိုင်းဟင်းသနမြို့နယ်6မိုင်ခန့်ဝေးကွာတဲ့အရာမှာတော့အင်းကုန်းရွာလေးဆိုတာတရှိပါတယ်အေယာဝတီမိကန်းနားရွာလေးဖြစ်ပြီးတော့မစ်ချောင်းအင်းအိုင်များပေါများလာတာကြောင့်အဲ့ရွာမှာနေတဲ့အများစုဟာရေလုံငယ်နဲ့အသင်မဝင်ချောင်းပြုတ်ကြတယ် အများအားဖြင့်တော့ငပိငချောင်းငစနေငပိကောင်များကိုပြုလုပ်ပြီးတော့ဟင်းတနာမြို့ပေါ်မှာရှိတဲ့ထိုင်များကိုပြန်သွင်းတဲ့လုပ်ငန်းများကိုလုပ်ကံကြပါတယ်။အဲ့ဒီရွာမှာတော့မတ်ရွှေခင်နဲ့မတ်ငွေခင်လို့ခေါ်တဲ့ညီမနေအောင်ရှိရယ်။သူတို့ရဲ့မိခင်ကတော့လေဖြတ်ထားတာကြောင့်အောက်ပိုင်းတည်နေပါပြီ။သူတို့ရဲ့အဖေကတော့လွန်ခဲ့တဲ့၄နှစ်ခန့်ကတည်ဆုံသွားတယ်လို့သိရပါတယ်။မတ်ရွှေခင်ကတော့မိခင်ကြီးကိုပြုစုရင်းနဲ့အိမ်မမဟင်းကားဆိုင်လေးဖွင့်ထားတယ်။မတ်ငွေခင်ကတော့အနီးနားရွာတွေကနေငားတွေကိုပြန်လဲဝယ်ယူပြီးတော့ ငပိတိတ်ပြီးတော့မြို့ပေါ်တိုင်းများကိုပြန်သွင်းတဲ့ငပိလုပ်ငန်းလုပ်ကင်နေပါတယ်။သူတို့မိသားစုစီးပွားရေးဟာချမ်းချောင်းလဲလဲရှိပါတယ်။ဒါပေမဲ့လည်းမရွှေခင်ကတော့အေးစိအပူရဖို့အတွက်နန်းနဲ့ပိုင်းမှာတော့မိုဟင်းကားကိုအိမ်မှာရောက်ပြီးတော့မိခင်ကြီးကိုအနီးကပ်ပြုစုလုပ်ကင်ပေးပါတယ်။သူ့ရထက်ကလေအဲ့ဒီကလားလေးကုန်းကညောင်မင်းကြီးကဆူတောင်းပြတယ်ဆိုပဲ။တခုတော့နန်းနဲ့ခင်မှာတော့မရွှေခင်ရဲ့မိုဟင်းကားဆိုင်မှာလမ်းရောက်စားတောက်တဲ့ပုစုံမကစကားဦးတန်းလိုက်ပါတယ်။ ဟုတ်ပါအင်းမရှင်မိအေရုဆိုခလေးမရလို့အမျိုးမဆိုပြီးခေါခေါနေရ။ဆရာတွေလည်းစုံနေပြီ။နောက်တော့လေအဲ့ညောင်ပင်ကြီးစီမှာဆူတောင်းလိုက်တာ။အခုတော့ဖိုင်းနေတော့ရေ။ဒေါညုကထောက်ခံလိုက်ပါရဲ့။ဘလို့လဲမရှိခင်။လူတွေတော်တော်များများသွားဆူတောင်းနေကြပြီ။နေရောစိတ်ဝင်စားဘူးလား။ဘုဆုံမကမရှိခင်ကိုလမ်းမေးလိုက်တယ်။အိုးမတော်ပါဘူးရှင်။ စမအဲ့ဒါတွေကိုအယုံကြည်မရှိတာပုဆုံမှလည်းအတိပဲမဟုတ်လားပြောရင်းနဲ့ဈေးဆက်ရောက်နေပါတယ်မရွှေခင်တို့မိသားစုဟာဘာသာတရားမကန်ရှမ်းတယ်လို့ဘေးရင်တို့နဲ့တို့လောကီပညာရပ်တူကိုလည်းအယုံကြည်မရှိပါဘူးသူ့ရဲ့ဖခင်ကတော့ရခင်ကတော့ community party ဝင်တယောက်ဖြစ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်မရွှေခင်တို့ရဲ့ရွာမှာတော့မဟင်ကားဆိုင်သုံးလေးဆိုင်ရှိရမှုမရွှေခင်ရဲ့ဆိုင်ဟာတိတ်မယောင်ရပါဘူးမဟင်ကားငါးပိတ်တာကိုတော့နေဝဲကျူအောင်ရောင်းရတယ် ညနေပိုင်းမှာတော့အိမ်မှုကိစ္စများနဲ့ညီမဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းမှာဝင်ကူညီပြီးတော့မိခင်ကြီးကိုစောင့်ရှောက်နေရတာကများပါတယ်။ဒီနေ့မှာတော့ညီမဖြစ်သူမငွေခင်ကအိမ်ပြန်နောက်ကျနေတယ်။မိုးစွန်းစွန်းချုပ်မှပဲအိမ်ပြန်ရောက်လာပါတော့တယ်။မငွေခင်ကအနီးနားရွာများမှာငားလိုက်သိန်းငားဝယ်ထွက်ခြင်းနဲ့ငပိတ်များကိုမြို့သူပို့ခြင်းတို့ကိုပြုလုပ်သည်ဖြစ်ရာအိမ်မှာမရှိသည်ကများပါတယ်။ဒါပေမဲ့ပုံမှန်နေ့လည်3နာရီလောက်မှတော့ပြန်ရောက်နေကြဖြစ်ပါတယ်။ညီမလေးငွေခင် အပြင်းနောက်ကြလိုက်တာဒီကုလုံးလေးမိုးရီစုလို့ပါလားအမဖြစ်သူမရွှေခင်ကမေးလိုက်ပါတယ်ဟုတ်တယ်မယေညောင်ဝိုင်းရွာကအပြင်းလေးမိုးရီတအားရွာနဲ့လိုင်းထလို့လိုင်းကြီးအောင်ဆောင်ရင်းနဲ့နောက်ကျနေရအမရဲ့အဲ့လိုပြန်ဖြေးပြီးအင်ငယ်နေ့ကိုဝင်သွားပါတယ်အမမနေ့ပြန်မုခင်ကားဆိုင်မထွက်ပါနဲ့ထမင်းဝိုင်းမှာမငွေခင်ကပြောပါတယ်ဘာဖြစ်လဲညီမရဲ့ညီမလေးနေမကောင်းချင်တယ်လို့ဖြစ်နေရတဲ့မနေ့ပြန်အလုပ်နာမယ် ဒါမဲ့နှစ်ဖြန်နှစ်မော့အိမ်ကငါးရီပေါ်မှာမြမကျူပြောထားတယ်။အဲ့ငါးရီကိုအမပဲကိုးစားတော့ယူပေးပါ။မတ်ရွှေခင်ကကောင်းညိတ်လိုက်ပါတယ်။အိမ်ရဲ့စီဝါရီကမတ်ငွေခင်ရဲ့ငပိလုပ်ငန်းပဲမဟုတ်ပါလား။နောက်တနေ့မနေ့မတ်ရွှေခင်ဟာအလုတ်သမားများနဲ့နှစ်မော့အိမ်ကိုငါးကောက်သွားပါတော့တယ်။ငါးရီပေါ်လိုက်ချိန်လိုက်မှုညနေစောင်းမှသာအလုတ်ပြီးပါတော့တယ်။မတ်ရွှေခင်တို့အိမ်ဟာကန်းနားနဲ့မနီးရကြောင့်ငါးမျိုးကိုလင်းနဲ့ရွာကန်းနားကိုတည်ယူရတယ်။ အဲ့ကနေတခါနွားလေးနဲ့အိမ်ကိုတင်ရပြန်ပါလေနွားလေးနဲ့ပြန်လာရမှာတော့ရွာထိပ်အရောက်မှာညောင်မင်းကြီးကိုကြည့်မိတယ်အဲ့ညောင်မင်းကြီးဟာရခင်နဲ့မတူတော့ဘူးနှကုံးနေနဲ့ပန်းအိုးနေနဲ့ဖြစ်နေပါပြီမရွှေခင်လဲอืมညောင်မင်းကြီးကဆူတောင်းပြည့်တယ်ဆိုပါလားငါကလည်းအပြင်သိပ်ထွက်ရတာမဟုတ်တော့ရောက်တုံးရခိုင်ဆူတောင်းသွားရင်ကောင်းပါပဲအဲ့နောက်အလုတမားများကိုနွားလေးနဲ့လွတ်လိုက်ပြီမရွှေခင်ကညောင်မင်းကြီးအနားမှာဆင်းနေခဲ့လိုက်ပါတယ် ငါပါဆုတောင်းရမလဲငါကမုခင်းကားတယ်ပဲလေမုခင်းကရန်ကုန်ဖို့ပဲဆုတောင်းရမှာပေါ့အရှင်ညောင်မင်းဆောင်နမင်းကြီးကျမမုခင်းကားကိုများများရောင်းရအောင်ကုညီဆောင်ရွက်ပေးတော်မူပါမယုံတဝက်ယုံတဝက်နဲ့ဆုတောင်းပြီးတဲ့နောက်အင်ကိုဆက်လျှောက်ပြန်လာခဲ့တော့တယ်တပတ်ခန့်အကြာမှာတော့မတ်ရွှေခင်ရဲ့မုခင်းကားဟာရောင်းအားတက်လာပါတော့တယ်အရင်ကမုခင်းကားငါးပိတ်သားကိုတနေ့နဲ့ခင်ရောင်းရပြီမဲ့အခုခါမှာတော့နှစ်နာရီခန့်နဲ့ကုန်ပါတော့တယ်မတ်ရွှေခင်လည်းနောက်နေ့များမှာတော့မုဟင်ကားကိုတူချက်တယ် တို့ချက်တလောက်လဲနိုင်ရီပိုင်းအတွင်းမှာပဲရောင်းကုန်မှာတော့တယ်။နောက်တစ်ပတ်ခန့်အကြာတဲ့အခါမှာတော့နောက်တစ်ပတ်ခန့်အကြာတဲ့အခါမှာတော့ကျွာထဲမှာရှိတဲ့တခြားမဟင်းကားဆိုင်တွေမှာစားတဲ့သူမရှိတော့တာကြောင့်ပြေးလိုက်ရပါတော့တယ်။မတ်ရွှေခင်ရဲ့မဟင်းကားဟာရတာထူခဲ့ပြီးစားပြီးသူတိုင်းထပ်စားချင်ကြတယ်။စားတော့သူများဟာတခါစားရင်တော့လေးငါးပကံတချို့က90သားတပိတ်တာစသဖြင့်စားသုံးကြတာကြောင့်မုံဟင်းကားဟာရောင်းအားကောင်းနေပါတယ်။အင်းကုန်းရွာမှာမကအနီးနားရွာတွေကပါလာရောက်စားတော့ကြပြီးတော့ ဟင်းဒါမျိုးကပါလာရောက်ဝယ်ယူစားတော့ကြပါရဲ့အချိန်တစ်ပတ်ကအကြာမှာတော့မက်ရွှေခင်ဟာမုတ်ခင်ကချက်ရင်အလုတမားများပင်ခံထားရပါတော့တယ်မုတ်ခင်ကကိုလည်းတနည်းလုံးရောက်ပါတယ်မက်ရွှေခင်တို့အေးရှိမြေကွက်လာချင်းနဲ့လမ်းပေါ်မှာတော့အလူမန်းတပ်တပွဲစံကြီးထိုးပြီးတော့ရောင်းချတော့စားတော့သူများနဲ့အမဲမပြကို ကြိတ်ကြိတ်တူစီကားနေပါတော့တယ်အကြမ်းမသိသူတွေကတော့ရွာကိုအလင်းလာတဲ့အခါတိုင်းမှာအလူပေးနေလို့ထင်ရပါတယ် မန်းငွေခင်းရဲ့ညီမမလည်းငပိလုံငန်းကိုဆက်လက်မလုပ်ကင်တော့ဘဲနဲ့အမဖြစ်သူရဲ့မိုဟင်းကားဆန်ကိုသာကူညီလုပ်ကင်ပေးနေရတယ်။စီးပွားရေးကလည်းတနေ့တခြားကိုတွတ်တက်လာပါတော့တယ်။အမေနဲ့ညီမရေအမတို့အခုလိုစီးပွားရေးအဆင်ပြေလာတာလေ။ညောင်မင်းဆောင်နဲ့ကြည်ရဲ့ကြီးစုကြောင့်ဖြစ်တယ်။လွန်ခဲ့တဲ့ဒလလောက်ကအမညောင်မင်းကြီးစီမှာသွားပြီးဆူတောင်းခဲ့တယ်။အမအဲ့ဒီနှက်ကိုကြီးစုပြန်ဆက်ချင်တယ်။အဲ့ဒါကြောင့်နှက်ကွန်းကြီးဆောက်ပြီးလူကိုဆုံးဖြတ်ထားတယ်။ နောက်တစ်ပတ်ခန့်အကြာမှာတော့မရွှေခင်တို့ဟာအလွန်ကြီးမားတဲ့အုတ်နဲ့တီးဆောက်ထားတဲ့နှကွန်းကြီးကိုလူတန်းကရွာမပယံဆရာများနဲ့ဆောက်လုပ်စီပါတယ်။မရွှေခင်တို့မဟင်ကနမင်ကြီးတာကတော့ဟင်းသနားမြို့မှာမတည်သူမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာရဲအုပ်ဥဖေလေးပါဝင်ပါတယ်။ဒါနဲ့နေပါအောင်။အင်းကုန်းရွာမရွှေခင်မဟင်ကဆိုတာနမင်တိတ်ကြီးရပဲဆို။ရဲအုပ်ဥဖေဟာရဲတကြညဝင်းကိုမင်းလိုက်ပါတယ်။ဟုတ်တာပေါ့ဆရာ။ကျွန်တော်တော့နာမည်ကြီးပြီးစားချင်နေတာ။ ဝယ်မရလို့ပြောရဲအုပ်အုံးဖေဟာသူ့ရဲ့မေးစိကိုပွတ်နေရင်အတန်ကြာစဉ်းစားနေတယ်ပြီးတော့ဒါဆိုနှစ်ပြင်သွားကြစုဗျာဘာလဲဆရာအိမ်မဟင်းကအရသာကိုမေးကြည့်ချင်လို့လားရဲတကြညဝင်းကရေးကျက်ကျက်နဲ့မေးလိုက်ပါတယ်အဲ့ဒါလဲတစ်ချက်ပေါ့နောက်ပြီးတော့ဒီလောက်လူပြောများနေပြီဝယ်ရခဲ့တဲ့မဟင်းကကိုဘသူချက်တယ်လဲဆိုတာသိချင်တာရဲတကြညဝင်းလဲစကားဆက်မပြောတော့ဘဲခေါင်းညိတ်နေလိုက်တယ် နောက်တည့်ရဲ့ရဲအုပ်အုံဖေးရဲတကြညဝင်းရဲသားလက်အောင်တို့ဟာအင်းကုန်းရွာကိုရောက်လာကြတယ်။ရွာထိပ်မှာတော့ရွာသားများစောင့်နေတဲ့နကွန်းကိုတွေ့ပါတယ်။နကွန်းဟာအုပ်စီပြီးတော့အုပ်ချုပ်မိုးထားတယ်။ကနုတ်ပန်းတချို့နဲ့အလတ်ဆင်ထားပြီးတော့နကွန်းနိုင်ရံမှာတော့တိုးတောင်ပုံများရေးဆွဲထားတယ်။အထဲမှာတော့ရုပ်ထုတစ်ခုရှိပြီးရွှေ့ချထားတယ်။နကွန်းမှာငပြောဝဲများနဲ့ပန်းများကိုလည်းဝေးစားစွာတွေ့ရပါတယ်။အနားကနေရွာသားတူအုပ်ကိုမေးကြည့်တော့မရွှေခင်တို့အလူဖြစ်ကြောင်းနဲ့ မတ်ရွှေခင်တို့ရဲ့စူတောင်းပြပုံများကိုတည်ရပါတော့တယ်။ရဲအုပ်လည်းစကားလက်ဆက်တပ်ပြီးတော့မတ်ရွှေခင်တို့အိမ်ဘက်ကိုဆက်လက်ထွက်ခွာခဲ့ကြတယ်။တွေ့ပါပြီ။အလူမန္တကြီးတို့မြကြီးမားတဲ့ဆန်းကြီးအထင်းမှလည်းစပွဲများကလထိုင်များနဲ့ပြင်းနေနေပြီးတော့လူအများပြစ်ကြနေတယ်။ဆန်းအပြင်မှလည်းမတ်တက်ရပြီးတော့ကျန်းစဲဝင်ရန်စောင့်နေသူများကလည်းအများပြားရှိနေတယ်။ရဲအုပ်လည်းဆိုင်အတွင်းကိုလမ်းဝင်လိုက်တဲ့အခါမှာတော့အလူထူးဆန်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ဆိုင်အတွင်းမှာတော့စားတောက်သူများပြစ်နေပြီးတော့ တချို့ကတော့ခုံနေရမရကြတာမို့မတရားစားတောက်နေကြတယ်။စားတောက်သူတွေဟာမိုဟင်းကားကိုအငမ်းမရစားတောက်ကြတာဘလူတရဲစီးနေကြတဲ့အတိုင်းဖြစ်နေပါတယ်။မုတ်ဖတ်တောင်းများကိုပုံထားပြီးတော့ဟေးရမြကိုလည်းပါဇက်အတွင်းမှာအငမ်းမရကိုထည့်နေကြပြီးတော့ပါဇက်တရားပေကျန်နေကြတော့တယ်။ရဲအုပ်နဲ့အဖွဲ့လည်းဆိုင်ကိုကျော်လွန်ပြီးတော့အိမ်ဘက်ကိုထွက်လာခဲ့တယ်။ဆိုင်ထဲမှာတော့အလုသမားတွေကအလုရှုပ်နေကြတယ်။ငပြောပင်များကိုခုတ်ပိုင်းသူခုတ်ပိုင်းနဲ့မိုဟင်းကားချက်ရင်အလုများနေကြတယ်။ဆင်နောက်ဖက်ခလန်လက်မှာတော့ ကိုရံတန်ဆက်လို့ထားတဲ့ငပိတိတ်တဲ့နေရာကိုလမ်းတွေ့ရတယ်။ရဲအုပ်လည်းအိမ်မော်ကိုတက်ခဲ့တယ်။အမအမရဲရဲတွေမန့်ွေခင်ကအိမ်ဦးခဲမှာထန်းနေရကနေအိမ်ခဲနဲ့ပြည့်ဝင်သွားတယ်။မကြခင်မှာတော့အိမ်ကြီးကနေမတ်ရွှေခွင်ထွက်လာပါတယ်။အိမ်ဦးခဲမှာတော့သူတို့ရဲ့အမေဒွန်လာခင်ကရဲအုပ်ကိုစကားပြောရင်းနဲ့အက်ခံနေတယ်။တမီးရေထိုင်ပါဦး။ဒါဟင်းဒရကရဲအုပ်မအောင်ဖေးရဲ့မတ်ရွှေခင်ကမျက်လွှာချလိုက်ပြီး ။တရားအကိုကြီးကဘာကိစ္စရှိလို့လာတာပါလဲ။အကျောင်းကတော့မုတ်ဟင်းကားကြောင့်ပါ။မုတ်ဟင်းကားကအင်မတန်ကောင်းတယ်လို့ဟင်းတရမှာတရင်ပြတ်နေလို့သိချင်လို့လာခဲ့တာပါ။ရဲအုပ်အုံးဖေကပြောလိုက်တယ်။အော်ဒါလေးများဟဲ့မောင်ထုံးဒီကမုတ်ဟင်းကားဘွားကြီးပြင်ပြပါအောင်ကွယ်။မတ်ရွှေခင်ကအလုတ်သမားလေးတူကိုပြောဆိုလိုက်တယ်။အကိုကြီးတို့လွလလအာရပါရသုံးဆောင်ကြပါဦး။မြမနောက်မှာမဟင်းကားချက်ဖို့စီစဉ်ရအောင်မယ်။အဲ့လိုပြောဆိုပြီးတော့မတ်ရွှေခင်ဟာ ိမ်ထဲကိုဝင်သွားပါတော့တယ်။ရဲအုပ်အုပ်ဖိနေအဖွဲလဲမော်ခင်ကစားတော့ပြီးတော့ဒေါ်လာခင်နဲ့စကားဆက်မိပြောပြီးတဲ့နောက်ပြန်လာခဲ့ကြပါတော့တယ်။ကဲဆရာဘာထူးကြလဲ။ရဲတကြညဝင်ကမေးတယ်။음ထူးတော့ထူးတယ်။မော်ခင်ကအနက်တစ်ခုရတယ်ဗျ။နောက်ပြီးတော့အရသာမှာအစီတမျိုးပါတယ်လို့ပဲ။ချူချူလေးနဲ့ထူးမထူးတော့မသိဘူးဆရာ။ကျွန်တော်ကတော့6ပကံလက်အောင်ကတော့10ပကံကုန်တာပဲ။ ရဲတကြညဝင်ကဝင်ပြောတယ်။နောက်တစ်ပတ်ခန့်အကြာမှာတော့ရဲအုပ်ဦးဖွင့်နဲ့ရဲတကြညဝင်တို့ဟာတခြားမုဟင်္ကာများမစားကြတော့ပါဘူး။အရသာမတွေ့တာကြောင့်မက်ရွေခင်မုဟင်္ကာကတန်းတနေပါတော့တယ်။အလုတ်များတာကတကြောင်၊တွားရလာရတာဝေးတာကတကြောင်နဲ့မက်ရွေခင်တို့စီကိုထမရောက်ဖြစ်တော့ပါဘူး။ဒါပေမဲ့တော့မကြမီမှာအကြောင်းဖန်လာပါတော့တယ်။ဆရာလူပြောင်းမှုတစ်ခုရှိတယ်။ရဲတကြကြီးကဆိုလာတယ် ဘသူလဲဘဲကလဲအင်းကုန်းရွာကဖိုးခွေးပါစရာသူကလူမိုက်လူရှုပ်လူပွေတယောက်ပါပျောက်နေတာတော့တလောက်လောက်ကြာပြီသူ့မိမကဟိုတနေ့ရမှာတိုင်ချက်လာဖွင့်ထားလို့ကောင်းပြီလေဒါဆိုအင်းကုန်းဘက်ကိုသွားကြတာပေါ့ဆရာလူပြောက်မှုပဲဟာကျွန်တော်သွားလိုက်လေပြီးပါတယ်ဆရာကိုယ်တိုင်လက်ချရာမလိုပါဘူးဧကနဘာဧကနလဲဆရာမဟုတ်ဟင်ကစားချင်လို့မဟုတ်လား ရတကြညဝင်ကရင်ရင်မေးလိုက်တယ်။ဒါလဲပါတာပေါ့လေ။မိုဟင်ကစားချင်တာကတကြောင်မငွေခင်ကြောင့်လည်းတကြောင်ဖြစ်နေပါဗျ။ကိုအုံးဖေဟာအသက်40ခန့်အိမ်တော်ပြတ်ဘူးသူဖြစ်တယ်။လောလောဆယ်မှာတော့လူလူဖြစ်နေတယ်။ပြီးတော့ရဲအုပ်ဖြစ်တာကြောင့်ယာရုကုံတိန်လည်းရှိတယ်။သူ့ကိုရေလာမြောင်းပေးနေသူများလည်းရှိနေတယ်။ဒါပေမဲ့ကိုအုံးဖေဟာစိတ်ခံခဲ့တယ်။အခုတော့မငွေခင်နဲ့တွေ့တော့မှပဲ။ကိုအုံးဖေရင်းနေပြန်ခုံလာတယ်။ အိတ်ဆက်နေခဲ့တဲ့ကုအုံးဖင်နှလုံးသားဟာနိုးထလာခဲ့ပါတော့တယ်။ဟိုတိကမငွေခင်းနဲ့ဆုံတွေ့ပေမဲ့ခိတမျှတာဖြစ်တာကြောင့်ကုအုံးဖင်ကမကျေနပ်နိုင်သေးဘူး။မငွေခင်းရဲ့ကြောက်လန့်နေတဲ့မျက်လုံးကြီးတွေကိုမြင်အောင်နေမိတယ်။မငွေခင်ကအသားရည်လာတယ်။ရုပ်ရည်ကတနာကမာလေးဖြစ်နေတယ်။မျက်စိနဲ့တည်းနာရန်ပေါ်တယ်။ကုလုံးကုဘမှာတော့မြင်သူငယ်ရလောက်တပွဲဖြစ်နေတယ်။ခြေတော်ရင်တွေ့ရတော့ခါလုံဝင်းပြမောက်တဲ့တင်နဲ့အလွန်ရှုမကြီးနိုင်ဖြစ်နေတယ်။ နောက်တနေ့မနေ့မှာတော့ဟင်္ဒရာကနေလေးနဲ့ထွက်ခွာကြတယ်။ဒီတစ်ခါမှာတော့ကုဦးဖေတယောက်ရင်းနှီးဖောင်းချီဝှက်မသွားတော့ဘူး။ဘန်ကောက်လူကြီးနဲ့ရှက်အင်းကြီးဖြူဝှက်ဆင်သွားတယ်။ဟာဆရာကလည်းအရက်ဝတ်ကြီးနဲ့ပါလား။ရဲတကြညဝင်ကအံ့ဩစွာနဲ့ဆိုတယ်။ရှောက်ပြောမနေနဲ့။ကဲလေပေါ်တက်ကြ။တော်ကြမဟင်းကားကုန်နေအောင်မယ်။အဲ့လိုဆိုပြီးတော့ထွက်လာခဲ့ကြပါတော့တယ်။အခုတစ်ချိန်မှာတော့မငွေခင်ကမကြောက်တော့ဘူး။ ဒါပေမဲ့အနေငယ်ရှင်းနေဟန်ရှိနေတယ်။ကိုအုံးဖေတို့ကိုအက်ခံနေတယ်။ကိုအုံးဖေနဲ့လည်းစကားဆက်မိပြောတယ်။မက်ရွှေခင်ကတော့အလုပ်များနေတယ်။ကိုအုံးခင်ကတော့သူတို့အမေဒေါ်လာခင်နဲ့စကားပြောနေတာအတော့ကိုခီးပေါက်နေပါပြီ။အတန်ကြာတော့ရဲတပ်ချက်က လက်ကုပ်နေတာကြောင့်စကားချပြီးထပ်ပြန်ရတော့တယ်။ကိုအုံးဖေကမပြန်ချင်သေးပါ။ဒါပေမဲ့လည်းလားတဲ့ကိစ္စကအလုပ်ကိစ္စနေမဟုတ်ပါလား။အပြန်မှာတော့ဖိုးခွေတို့အိမ်နဲ့အနီးနားကိုမင်းမဲရတော့တယ်။ဖိုးခွေဟာလူပေလူတင် ရွာကန်လူမိုက်တယောက်ဖြစ်တယ်။မိမနဲ့ကလေးကိုလည်းလုံမကျေဘူး။အချိန်ပြည့်ကိုတောက်စားမှုရနေပါတယ်။လွန်ခဲ့တဲ့တလခန့်ကပျောက်သွားတယ်။သူ့ပေါင်းသင်းတွေကိုစုံစမ်းကြည့်တော့တချို့ကရွာမှာမရှိကြဘူး။ဒါကြောင့်လည်းမေးစရာရှိရာများကိုမေးပြီးပြန်လာခဲ့ရပါတော့တယ်။နောက်ပိုင်းမှာတော့ကုအုံးဖေတယောက်အလုတ်အားရင်အားတယ်လို့မငွေခင်တို့ရဲ့အိမ်ကိုအဝင်ထွက်ပြုတ်လုပါတော့တယ်။မငွေခင်အမေဒေါ်လာခင်နဲ့ပင် အတော့ကိုရင်းနှီးနေပါပြီ။သူ့သားတစ်ဖွဲ့ဖြစ်နေပါပြီ။မငွေခင်လည်းကုအုံးဖေနဲ့မဆိုင်တော့ဘူး။ တခါတည်းမှာတော့နူဦးသားဟာခြံထဲမှာစကားစမြည်ပြောဆိုနေကြတယ်။မရွှေခင်ကတော့အမပေးပြီ။သူ့ညီမကိုစိတ်မချအရေးတကြီးကြီးနဲ့နေနေတယ်။ဒါပေမဲ့လည်းတစ်ဖက်သားဟာရဲအရာရှိရင်မွန်သူတယောက်ဖြစ်နေတာကြောင့်မန်းငွေခင်ကစိတ်ချတယ်လို့တော့ရှိနေတယ်။음။ငါမန်းငွေခင်ကိုသူ့မိဒေါ်လာခင်ကိုပြောပြီးတော့တင်တောင်းရင်တော့ရမှာပဲ။ဒါပေမဲ့ဒီလိုလုပ်ရင်တော့မန်းငွေခင်အပေါ်ငါတင်စည်းတယ်လို့များဖြစ်သွားမလား။ မငွေခင်ရဲ့ဆန္ဒကိုတော့ငါအရင်မေးကြည့်သင့်ပါတယ်။အဲ့လိုကိုအုံးဖေဟာတွေးနေတယ်။မကြမီမှာတော့ဟင်္ဒရငါမျက်နှာဖျားဝဲကျင်းပါပါတော့တယ်။ကိုအုံးဖေလည်းအဲ့အခွင့်အရေးကိုယူပြီးတော့မငွေခင်နဲ့ဖျားဝဲလည်ရန်ခွင့်တောင်းတယ်။မငွေခင်ကလည်းခေါင်းကြိတ်ပါတယ်။ဒါကြောင့်မငွေခင်နဲ့ဖျားဝဲလည်ကြပါတော့တယ်။ဖျားဝဲမှာအထူးစီကားနေတယ်။ခစ်ပေါ်အင်ကြီးတွေအယုတ်တွေကလေးကစားစရာတွေနဲ့အထက်လက်များရောင်းချကြတယ်။ မုတ်ပဲတီစာမျိုးစုံနဲ့ရောင်းချနေကြတယ်။ကိုဦးဖီတို့ဖះအရင်ဖူးတယ်။ဖះဝဲလဲတယ်။ပြီးရနောက်ဖះရင်မြေပေါ်မှာအတူတူထိုင်နေကြတယ်။မငွေခင်မငွေခင်ကိုကျွန်တော်ပြောစရာရှိတယ်။မငွေခင်စိတ်ဆိုးမှလည်းကိုဦးဖီကမေးလိုက်တယ်။အိုးအကိုဦးဖီကလည်းပြောတော့မပြောရသေးလား။ငွေခင်ကစိတ်ဆိုးစရာလားရှင်။ဒါဆိုကျွန်တော်ရှိရှိမဲပြောတော့မယ်။ကျွန်တော်မငွေခင်ကိုချစ်တယ်။ မငွေခင်ကိုလက်ထပ်ယူခြင်းနဲ့အိုးမငွေခင်ကဘာမှမပြောနိုင်ပဲတဖက်ကိုကောင်းလဲလိုက်တယ်မငွေခင်ကမသိလို့တော့မဟုတ်ကိုအုံးဖေသူ့ပေါ်မှာမေတ္တာရှိနေပြီကို तू သိနေတယ်သူမကိုယ်တိုင်ကလည်းကိုအုံးဖေပေါ်မှာချစ်မိနေပါတော့တယ်ဒါပေမဲ့သူမမှာသူမတို့ရဲ့ချစ်ခြင်းကိုတားဆီးနိုင်မဲ့အကြောင်းတစ်ခုရှိနေပါတယ်ငွေငွေခင်လေးငွေခင်ကအပြိုဆိုပေမဲ့ငွေခင်ကမတက်ရှင်တော့ပါဘူးကို ငွေခင်ပြောရင်းနဲ့မိမများကြလာပါတယ်။အိုးဖြစ်မဖြစ်ရနေငွေခင်ရဲ့ကိုအုံးဖေဟာထိုတို့ရေရွရင်နဲ့ငွေခင်ရဲ့ကိုလုံးလေးကိုတင်းကျုံဖက်လိုက်တယ်။ငွေခင်ရဲ့ကောင်းကိုသူ့ရဲ့ကျေပြန့်လာတဲ့ရင်ခွင်ကြီးထဲမှာဆွဲတင်လိုက်ပါတော့တယ်။အခုလဲအိမ်တော်ပြက်ပဲလေ။ငွေခင်ပါပဲဖြစ်ခဲ့ဖြစ်ခဲ့အခုအားလုံးကိုခွင့်လွှတ်ပေးနိုင်ပါတယ်။အခုမိနိုင်တယ်။ငွေခင်ကတော့ကိုအုံးဖေရဲ့ရင်ခွင်ထဲမှာရှန့်ငုံနေတယ်။အဲ့နောက်ကိုအုံးဖေဟာသူ့ရဲ့ရင်ခွင်ထဲကနေ ငွေခင်းရဲ့ကောင်းကိုငုတ်ကြည့်လိုက်ပြီးတော့ငွေခင်းအခုကိုရောချစ်တယ်မဟုတ်လားယင်ငွေခင်းကတော့ဘာမှပြန်ပြောတော့ပဲခေါင်းကိုအတားညစ်ကကိုအုံးဖေကိုမျက်ရည်များချားကနေပြုံးပြလိုက်ပါတယ်ငွေခင်းတို့ရဲ့စစ်စက်တောင်းရံပွဲလေးဟာအော်အော်မီမီနဲ့မြန်ဆန်စွာပြည့်စည်သွားလေတယ်နှစ်ဖက်စလုံးကလည်းကန့်ကွက်သူမရှိမရွှေခင်းကတော့သူ့ရဲ့ညီမကိုနမရောတလူဖြစ်နေပေမဲ့ညီမကောင်းစားရမှုသဘောတူနေပါတယ် ကြမီမှာတော့လူကြီးများနဲ့နေကောင်းရက်တာရွေးပြီးလက်ထက်ကြမယ့်ရက်ကိုရွေးချယ်ရန်စီစဉ်ထားပါတော့တယ်။ကိုအုံးဖစ်လည်းမင်္ဂလာကိစ္စကတမျိုးအလုတ်ကိစ္စနဲ့တမျိုးအလုတ်များနေတယ်။အိမ်တော်ကြပြီးမှပဲမငွေခင်ကိုလိုင်းကန်းခေါ်ထားရမှာဖြစ်တယ်။လောလောဆယ်မှာတော့မငွေခင်ဟာအင်းကုန်းရွာမှာဆက်လက်နေထိုင်နေပါတယ်။ဆရာလူပြောင်းမှုတစ်ခုရှိတယ်။ရဲတကြညဝင်ကပြောရင်းနဲ့ရုံးကန်းလေးကိုဝင်လာတယ်။ကိုအုံးဖင်ကမမကြည့်ပဲ။ဘဲရလဲ။အင်းကုန်းရွာပဲဆရာ။ မောင်စောဆိုတဲ့73နှစ်သားလေးပျောက်နေတာကိုအုံးဖေဟာလက်ထဲမှာဖက်လက်စဖိုင်တွေကိုစပွဲပေါ်ပြစ်တင်လိုက်တယ်။ရင်းနှစ်တာတွေများဖြစ်နေမလားကိုအုံးဖေကသူ့ရဲ့မေးစစ်ကိုပုကပြောလိုက်တယ်။မဖြစ်နိုင်ဘူးစရာအေယော်ဒီတိုင်းသားတွေကအကုန်လုံးလိုလိုရေကူးကြွန့်ကျင်ကြတယ်။အင်းလေဒါဆိုရင်တော့မနေ့ပြန်အင်းကုန်းမဲ့သွားကြည့်ကြတာပေါ့ဗျာ။ကိုအုံးဖေကပြောလိုက်ပါတယ်။ဟာဒါဆိုစရာကျွန်တော်တို့ကိုမုဟင်းကအလကားကျူးရမယ်နော်။ တကြညဝင်ကဝင်ပြောလိုက်ပါတယ်။ဟာကိုညဝင်နေမဟုတ်ဘူး။ယုံကအားတဲ့ရဲသားလေးတွေပါခေါ်ခဲ့ဗျာ။အဝတာစားကြပြီတော့လို့ပြန်ပြောလိုက်ပါတော့တယ်။နောက်တနေ့ကိုအုံးဖေနဲ့ရဲ6ယောက်ခန့်တို့ဟာအင်းကုန်းရွာကိုထွက်ခဲ့ကြတယ်။အင်းကုန်းရွာအရောက်မောင်စော်ရဲ့အိမ်နဲ့အိမ်သားချင်းများရွာသူချင်းများနဲ့အမှုအကြောင်းများကိုမေးမြန်းကြတယ်။မောင်စော်ဟာအသက်73နှစ်ခန့်ရှိပြီးတော့မတ်ရှိခင်ရဲ့မဟင်းကားဆိုင်မှာကူညီပေးနေတဲ့နေ့စားအလုပ်သမားလေးဖြစ်တယ်။ မောင်စိုးဟာတခါတည်းမှာတော့မတ်ရွှေခင်ရဲ့မိုးဟင်းကားဆိုင်မှာညအိတ်တက်တယ်။ပျောက်ဆုံးနေ့ကမတ်ရွှေခင်တို့အိမ်ကိုသွားပြီးတော့နေရက်ခန့်ပြန်မလာလို့စုံစမ်းကြည့်ရမှမတ်ရွှေခင်တို့ရဲ့အိမ်ကိုလည်းရောက်မလာကြောင်းသိရတယ်။ကိုအုံးဖေတို့လည်းမေးမြန်းပြီးတဲ့နောက်မတ်ရွှေခင်တို့အိမ်ဘက်ကိုထွက်လာခဲ့ကြတော့တယ်။မတ်ရွှေခင်တို့အိမ်ဘက်ကိုတက်လိုက်တော့မတ်ရွှေခင်ရဲ့အမေထွန်းလခင်ကနှုတ်ဆက်တယ်။မောင်စိုးပျောက်နေတဲ့အကြောင်းဟာရွာထဲမှာပြန့်နေတာကြောင့်တမက်လောင်ရွာကိုရောက်လာမှကိုတွေ့ထားကြောင်း ရဲတွေလာရင်တော့စားဝတ်ပြင်ဆင်ထားကြောင်းပြောပါရင်အဲ့နောက်မရွှေခင်ကိုမငွေခင်ကပါလာရောက်ဧကန်ချရတယ်။ကိုအုံးဖင်လည်းမရွှေခင်ကိုမေးစရာရှိရလေးများမေးမြန်းရန်အတွက်ပြင်ဆင်လိုက်တယ်။ဒါပေမဲ့သူ့ရဲ့ချစ်သူမငွေခင်ဟာမျက်နှာဖြတ်တော့နေရကြောင်းခင်နေမကောင်းဘူးလားအဲ့လိုမေးလိုက်တယ်။ကိုအုံးဖင်ဟာမငွေခင်နဲ့ရီစားဖြစ်သွားကြတဲ့ကခင်ဟုသာခေါ်ပါတယ်။မငွေခင်ကပါဆက်ကမပြောဘဲခေါင်းခါပြတယ်။အဲ့ဒီအချိန်မှာဒေါ်လာခင်ကစကားပြောနေရင်းနဲ့ ထလိုက်တယ်လို့ဖြစ်ပြီးတကုတ်လုံးဟာတုံရင်ကလဲကျသွားတယ်။ဟာဘာဖြစ်တာလဲအတုံးလှုပ်ချပါဦး။အားလုံးဟာယုံရင်စင်ခါဖြစ်ကုန်ကြတယ်။ဆိုင်ထဲကလူတွေကလည်းပြေးလာကြတယ်။ခဏအကြာမှာတော့ဒေါ်လာခင်ပြန်ချလာပြီးတော့မျက်ထောင်တွေကြီးနေဖြစ်နေတယ်။အသားတွေကလည်းတဆက်ဆက်တုံနေပြီးတော့အသားတွေကလည်းတဆက်ဆက်တုံနေပြီးတော့ချွေးသေးချိပေါက်တွေကျနေတယ်။အဲ့နောက်ကိုအုံးဖေရဲ့ဘက်ကိုလက်ပြီးရဲ့နောက်ရဲရရှိရှိကျွန်တော်မောင်းစောပါ အဲ့လိုအတန်နဲ့ကြီးနေပြောလိုက်တယ်။ကိုအုံးဖေလည်းအံ့အားသင့်စွာနဲ့စိုက်ကြည့်နေမိတယ်။ကျွန်ုပ်ကိုတတ်သွားတဲ့သူကဒီထဲမှာရှိတယ်။ကျွန်တော်မကျေနပ်ဘူး။မင်းကိုတတ်သွားတဲ့သူကဘသူလဲ။ကိုအုံးဖေကတော်တော်ရင်နဲ့မေးလိုက်တယ်။တအိမ်လုံးမှာရောအင်မလင်းတကားများမှာပါလူတွေတိုးဝှက်ကြည့်နေကြတယ်။ဒေါ်လခင်ကြီးတရေပူးနေပြီဆိုတဲ့တင်ကတမဟုတ်ချင်းရွာထဲမှာပြက်နဲ့သွားပါတော့တယ်။ကျွန်ုပ်ကိုတတ်သွားတဲ့သူကမမငွေခင်မငွေခင်မှာတတိလင်လဲကြသွားတော့တယ်။ မကြမီမှာတော့ရွာလူကြီးများနဲ့ရောဂါကုတဲ့ဆရာကြီးများရောက်လာကြတယ်။ကိုအုံးဖေကအလွန်တုန်လှုပ်နေတယ်။မောင်စောမင်းအမှုကိုအမြန်ပေါ်စီရမယ်လို့ငါအားမခံနေ။ဒေါ်လာခင်ကြီးကလည်းယောဂါတွေရှိတယ်။မင်းပြန်သွားလိုက်ပါ။ကိုအုံးဖေကပြောလိုက်တယ်။မကြမီမှာတော့ဒေါ်လာခင်ကြီးလည်းလဲကျသွားပြီးတဲ့နောက်ပြန်ထလာပါတယ်။ကဲကိုညွဝင်မငွေခင်ကိုဖမ်းလိုက်ပါ။ကိုအုံးဖေကပြောလိုက်တယ်။ရဲတကြညွဝင်လည်း ပါလာတဲ့လက်ထိပ်များနဲ့မငွေခင်ကိုခတ်လိုက်တယ်။မငွေခင်ကတော့တတိမရသေးဘူး။တန်ကြာနာနာယူတော့မှပဲတတိရလာတယ်။ကဲမငွေခင်လူကြီးတွေလည်းရောက်နေပြီ။ကျွန်တော်ကိုအမှန်တိုင်းအားလုံးပြောပြပါ။ကိုအုံးဖေကမိလိုက်တယ်။မငွေခင်ဟာရှက်ကြီးတညင်ကိုယူနေတယ်။အတန်ကြာမှပဲပြောပြပါမယ်။ငွေခင်အားလုံးကို ပြောပြပါမယ်။အဲ့ဒီနေ့ကမိုးရွာနေတယ်။မိုးတွေဟာတဲတဲမဲမဲရွာနေတာကြောင့် ငွေခေရထိတ်မှနေပြီးတော့အမြန်ပြန်လာခဲ့တယ်။ဒီနေ့ဟာငပိရောင်နဲ့နေမှုတဲစရာဘာမှမပါဘူး။ငွေကလည်းမောင်းနေတာမို့လို့သူ့ကိုအတားငုတ်ဆောင်ရင်းနဲ့လမ်းလျှောက်လာနေတယ်။အဲ့ဒီအချိန်မှာတစုံတစ်ယောက်ကထွက်လာတယ်။ဟဲဖိုးခွေနေနေဘာလို့မလုပ်လဲ။နေကိုစောင့်နေတာဟဲ့။ဖိုးခွေကမက်ပြုံးတစ်ချက်ပြုံးလိုက်ပြီးတော့မငွေခေနားကိုကတ်လာတယ်။ဟိုနေ့ကနေကိုငါရေးစားစကားပြောတော့ငါအရှက်ကိုခွဲခဲ့တယ်။ နေငါတငယ်ချင်းတွေရှိမှငါ့ကိုပန်းရက်ခဲ့တယ်။အေးလေးဖုခွင့်ရဲ့နေ့လိုလူပေးလူတင်းမယားချင်းနဲ့သားသမီးရှိသူကငါ့ကိုများရီးစားစကားပြောစရာလား။အေးနေ့ကိုဒီနေ့ငါအဲ့လိုအရှိခွဲဖို့စောင့်နေရပဲ။ဖုခွင့်နေငါ့ကိုလွတ်နော်။ဒါပေမဲ့ယောက်ျားအားနဲ့မိမအားဟာမရှင်နိုင်ပါ။မငွေခင်ရဲ့ကောင်းကိုပြင်းထန်တဲ့ထိခိုက်မှုဖြစ်ပြီးတော့မိမျောသွားတော့တယ်။မိုးရွာနေရတာကြောင့်ရွာလမ်းမှာလူပြတ်နေတယ်။ မငွေခင်ကိုဖိုးခွေထန်းခေါ်သွားတာကိုဘသူမှမမြင်လိုက်ကြဘူး။မငွေခင်တတိယလာတော့လဲဆောက်တေးလေးတစ်ခုထဲမှာဖြစ်တယ်။ဘေးနားမှာဖိုးခွေကထန်းပြီးတော့အရက်တောက်နေတယ်။မငွေခင်ဟာပြန်ကျင်းနေတဲ့လုံချီနဲ့အင်ချီများကိုကောက်ယူဝှက်စင်းရင်းနဲ့မျက်ရည်များကစီကြလာတယ်။ဘက်နဲ့လဲငွေခင်ရဲ့ဖိုးခွေကိုအချက်ခွဲရတာပြောရလား။နေအเจ้าနေကိုရွာကလူတွေအကုန်သိသွားရင်တော့နင်းတို့ဘဝပြက်ပြီပေါ့။မငွေခင်ကဘာမှမပြောဘဲနဲ့ကျမ်းမီကိုကြည့်နေတဲ့ငွေနေမိတယ်။ အဲ့နောက်အဲ့ထဲကနေပြေးထွက်လာခဲ့တယ်။ဖူးခွေးကတဲအဝရောက်မှာတော့ငွေခင်မနေ့ဖြန်နေ့လယ်ငါနေ့အိမ်ကိုလာခဲ့မယ်။နေအရှက်ကွဲချင်ရင်တော့ငါ့ကိုထွက်မတွေ့နဲ့။မငွေခင်ဘာမှနားမထောင်တော့ပဲပြေးထွက်လာခဲ့တယ်။အဲ့ညာကအိမ်ပြန်နောက်ကြတယ်။အမကြီးမရွှေခင်ကိုလိန်လယ်ပြောလိုက်ရတယ်။နောက်ပြီးမနေ့ဖြန်ဖူးခွေးလာမယ်မဟုတ်လား။အဲ့အကြောင်းမကြီးကိုအိမ်မှာမရှိစေရင်စီစဉ်ရတယ်။ နောက်တစ်နေ့မှာတော့မိခင်ဖြစ်သူကိုလည်းအကြော့တက်စာများကိုနှိမ့်လင်စာကျွေးပြီးတော့နှိမ့်လင်နေကင်းမှာမိခင်ကြီးကအိပ်ပျော်နေပြီမကြာမီမှာတော့ဖိုးခွေးရလာတယ်ဖိုးခွေးကိုအိမ်ထဲမှာမတွေ့ပဲအိမ်နောက်ဖက်မှာရှိတဲ့တစ်ပင်များကြားမှာတွေ့ဆုံလိုက်တယ်ဖိုးခွေးကဘာမှမပြောဘဲနဲ့မငွေခင်ကိုပုတ်ဖက်လိုက်တယ်အော်လေးငွေခင်ရဲ့နေအော်လိုက်ရင်ငါတို့နေအောင်လူသိရှင်ညာညားကြတာပေါ့မငွေခင်မအော်နိုင်ပါဖိုးခွေးကမငွေခင်ကိုငပိတိတ်တိခူတော်အထဲကိုဆွဲခေါ်သွားတယ် အဲ့နောက်ရစ်စစ်စွာနဲ့တာမယာပြုတ်ကျင်နေတယ်ဟဟဟနောက်ဆိုရင်တော့တို့ဒီမှာပဲဆက်တွေ့ကြရအောင်ကွာဖိုးခွေးကပြောတယ်မငွေခင်မှာတော့ထူပူနေတယ်အဲ့နောက်အနားမှာရှိတဲ့ငပိအိုးကြီးများကိုဖိတဲ့တစ်သားတုံးကြီးနဲ့ဖိုးခွေးရဲ့ကောင်းကိုလဲရလိုက်တယ်ဖိုးခွေးကအော်ပေမအွန်နိုင်ပဲခွေခောက်ကလဲကျသွားတော့တယ်မငွေခင်လည်းဒေါသကြီးထိမရဖြစ်ပြီးတော့အိမ်နောက်ဖေးမှာရှိတဲ့ကန်းခုတ်သားကြီးကိုပြေးယူပြီးတော့ ခွေးခွေးကိုအချက်ပေါင်းများစွာနဲ့ပန်းချလိုက်တော့တယ်။မန်းငွေခင်တကူလုံးဟာသွေးများနဲ့ရဲရဲနေနေတယ်။မန်းငွေခင်လည်းအခုမှပဲလူစိတ်ပြန်ကတ်တယ်။ခွေးခွေးမှာတော့မန်းငွေခင်ခုတ်ပိုင်းမှုကြောင့်အတုံးတက်များဖြစ်နေပြီ။မန်းငွေခင်အလုံးတုံးလှုပ်သွားတယ်။သူလူတက်မိပြီ။လူတက်လို့ရဲကဖမ်းမိရင်တော့သူလဲတရမယ်။သူ့အမနဲ့သူ့မိတို့တိလို့လည်းမဖြစ်။မန်းငွေခင်လုံမိလို့ရလှုပ်တော့တယ်။အိမ်ဘေးဘီကို ကြည့်လိုက်ပြီးတော့ခြုံနဲ့အပေးများလဲအုပ်ဆိုင်နေတယ်။အဲဒါကြောင့် တစစီဖြစ်နေတဲ့ဖိုးခိုးရဲ့အလောင်းကိုငပိအိုးထဲမှာထည့်ရင်ကျန်စီလိုက်တယ်။ဟာမဖြစ်ဘူး။ငပိတွေကငါငပိရောင်းကနေဖို့ရင်တွေ့ကုန်ကြမှာပဲ။ဘေးဘီကြည်နဲ့မတ်ရှုခင်အတွက်လှူထားတဲ့ငပြရဲ့အိုးကြီးဘက်ကိုကြည့်မိရဲ့။ငပြရဲ့အိုးကြီးဟာရာဝင်အိုးကြီးဖြစ်ပြီးတော့အပေါ်ရန်အရေးကိုသာခတ်ယူပြီးတော့အိုးအသေးနဲ့ပြန်တင်ကအတုံးပြူတာကြောင့်တလမတစ်ချိန်ခန့်ပြန်ဖွင့်ပါတယ်။အင်းဒီသားတွေကပုတ်ပြီးငပြရင်နဲ့ရောကုန်ရင်တော့ တခါတည်းအလောင်းဖြောက်ပြီးသားဖြစ်ပြီနောက်မှအင်းကလူတွေလင့်မှာပဲငံပြာရီဦးကိုသူပြည့်ုံပေါ်အဲ့လိုတူပြီးတော့ငံပြာရီဦးတွေကိုအကုန်ကောက်ထက်လိုက်ပါတော့တယ်ဒါပေမဲ့မတ်ငွေခင်ဟာကြောက်စင်ကြောက်တပတ်ခန့်ဖြားနေတယ်အတန်ကြာကုသမှာပဲနေကောင်းလာတော့တယ်အိမ်မှာတော့အမကြီးနဲ့အမေရှိတဲ့အတွက်ငံပြာရီဦးကိုသူမပြစ်ပါဒါပေမဲ့ပြဿနာတစ်ခုပေါ်လာပါတယ်အချောင်းကတော့မတ်ရွှေခင်ကအဲ့ငံပြာရီများတုံးပြီးတော့မိုဟင်ကချက်နေချင်းပါပဲ။ မငွေခင်ကမတရားကြမစားဒါပေမဲ့တမဟုတ်ချင်းလူကြက်များလာတယ်အိမ်မှာလဲဝန်ထမ်းများခေါ်ထားတာကြောင့်လူရှုပ်နေရမငွေခင်ရဲ့အကြံစီကမအောင်မြင်တော့ပါဘူးငပိတ်လုပ်ငန်းမှမလုပ်တော့ပဲလူလိမဲ့အချင်းကိုစောင့်နေရင်းနဲ့ငံပြားရဲ့ဦးကြီးကသာတွန့်ပစ်ချင်နေပါတယ်ဒါပေမဲ့လဲရခင်ကငံပြားရဲ့ကိုတလမတခါဖွင့်မိမဲ့ရောင်အားတက်လာတာကြောင့်နေတိုင်းလူလူဖွင့်နေရတော့တယ်အဲ့ခါငံပြားရဲ့ကကုံမင်းဆိုတာကြောင့်မငွေခင်က ငံပြိုင်များကိုသူကိုယ်တိုင်ခတ်ပေးမယ်ပြောပြီးတော့ကူညီပေးရတယ်။ငံပြိုင်ဦးကြီးဖြစ်နေစဉ်ထထဖြစ်ပေးရတယ်။ဒီနေ့မငွေခင်ဖျားဝဲသွားတယ်။ကိုအုံးဖင်နဲ့ဖြစ်တယ်။အဲ့ဒီနေ့ကငံပြိုင်များကိုဖြစ်ရင်မိနေခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့ဆိုင်မာကူညီပေးနေတဲ့မောင်စိုးဟာငပိကိုတော်စီကိုသွားတာကိုမငွေခင်မြင်လိုက်တယ်။အဲ့ဒါကြောင့်ပြေးလိုက်သွားတယ်။ထင်းတဲ့အတိုင်းပဲမောင်စိုးရဲ့အော်တန်ကိုကြားလိုက်ရတယ်။ အထင်းမှလူကောင်းကြီးလို့မော်ဆိုကအော်ရင်နဲ့တုံလုံးနေတယ်။မငွေခင်ကငပိကူတော်တကားကိုပိတ်လိုက်တယ်။မငွေခင်ထူပူသွားတယ်။ဘာလို့ရမှန်းမသိတော့ဘူး။အဲ့ဒီအချိန်မှာမော်ဆိုဟာငပိကူတော်တကားစီပြေးသွားပြီးတော့တကားကိုဖွင့်ရင်ကျိုးစားလိုက်တယ်။ဒါပေမဲ့မအောင်မြင်ပါဘူး။မငွေခင်ဟာမော်ဆိုရဲ့နှောက်စစ်ကိုတစ်တာတုံးကြီးနဲ့လွှဲရထက်လိုက်တယ်။ဖိုးခွေးကိုခုတ်ခဲ့တဲ့ကိုင်းခုတ်သားကြီးဟာအဲ့ဒီကူတော်ကြောင်ထဲမှာဖွက်ထားတယ်။မငွေခင်လည်းဖိုးခွေးလေးကိုမော်ဆိုကိုပြုတ်လောက်လိုက်တယ်။ ခြံနောက်ဖက်ဖြစ်နေတာကတကြောင်မနေ့စောစောဖြစ်တာကတကြောင်မို့အဲ့ဒီဖြစ်ပျက်ကိုဘယ်သူမှသတိမထားလိုက်မိဘူးအဖြစ်ပျက်ကတော့အဲ့ဒါပါပဲရှင်ကိုအောင်ဖင်ကမန့်ငွေခင်ကိုဂရုဏာတက်တဲ့မျက်လုံးများနဲ့ကြည့်လိုက်တယ်ဒါပေမဲ့အိမ်အတွင်းမှာရှိနေတဲ့လူတွေပရင်းပေါက်ကနေချောင်းကြည့်နေတဲ့လူတွေကတော့အလုံးယုံရှာတဲ့မျက်လုံးများနဲ့ကြည့်နေကြတယ်ငယ်ပြားရဲ့အိုးထဲမှာတော့တက်တဲ့ကံပစ္စည်းများလဲရှာတွေ့တယ်မုတ်ဟင်ကတတိဟာပြက်နှက်သွားပါတော့တယ်မုတ်ဟင်ကစားသူတွေဟာအန်ထက်ကုန်ကြတော့တယ် ကဲတက်ကြညဝင်မငွေခင်ကိုဖမ်းခေါ်လာခဲ့ပါရွာမဆက်တက်လေကြီးတစီငါပြီးတော့ဟင်္ဒရာကိုပြန်ကြမှာဖြစ်တယ်ကိုအုံးဖေကတော့မငွေခင်ကိုဖမ်းခေါ်ပြီးတော့လေပေါ်မှာမငွေခင်ရဲ့ဘေးမှာထိုင်နေတယ်အခြားရဲသားတွေကလည်းမငွေခင်ကထွက်မပြေးနိုင်တာကတကြောင်ကိုအုံးဖေရဲ့တတို့သမီးလောင်ဖြစ်တာကတကြောင်မို့နှစ်ယောက်သားလူပေးထားကြလည်းခလန်လန်းမာလေးထိုင်စီနေကြတယ်ကိုအုံးဖေကတော့မိမိရဲ့ချစ်သူကိုစကားပြောရင်တွင်းနေလေတယ်ဥပဒေရဲ့အဆုံးအမကိုခံယူဖို့အကြောင်း ။ထောင်ကျပြီးတော့ပြန်ထွက်လာရင်တော့သူစောင့်ကြုံနေမယ့်အကြောင်းကိုပြောရန်ဖြစ်ပါတယ်။ဒါပေမဲ့လည်းမငွေခင်ဟာမိကြီးကသာကြည်ရင်လိုက်ပါလာခဲ့တယ်။အင်းယာဝတီမင်းနဲ့တခြားမြင့်လက်တဲ့ဆွေရတစ်ခုကိုရောက်ခဲ့ပြီ။ရေပင်ဟာအလွန်ကျဲဝန်းလာတယ်။အဲ့ဒီအချိန်မှာမငွေခင်ကဟဲ့ဖိုးခွေလာနဲ့သွားလို့အောင်ရင်နဲ့ရုံရင်ဆန်ခဖြစ်ကရေပင်ထဲကိုခုံချသွားတော့တယ်။ကိုအုံးဖေဟာဘလို့မှကယ်ဆယ်ရန်အချိန်မရလိုက်ပါဘူး။ရဲတွေဟာလေကိုရက်ပြီးရှာဖွေပေမဲ့မတွေ့နိုင်တော့ပါဘူး။ အဲ့ဒီနေရာဟာရေစီးကျန်းပြီးတော့ဝဲကြီးရဲ့များတာကြောင့်ပဲဖြစ်ပါတယ်။ကုအုံးဖေဟာကျေပြော်လာတဲ့မြပြင်ကြီးကိုကြည့်ရင်နဲ့မတ်ဝေခင်ရဲ့နာမည်ကိုသာအတန်နဲ့ကြည့်နေအော်ခေါ်နေပါတော့တယ်။ဒေါ်လာခင်ဟာအဲ့ဒီစိတ်ကြောင့်ပဲမကြခင်မှာဆုံးမသွားပါတော့တယ်။မတ်ရွှေခင်ကတော့ရွာမလူများမြို့မလူများအပြင်တည်င်းစာချမ်းတဲ့များမှာပါတည်င်းများပါလာတာကြောင့်တို့ရတကြီးတို့ပြောင်းရွှေ့သွားခဲ့တယ်လို့ဆိုပါတယ်။ကုအုံးဖေလည်းမကြမီနဲ့ပြောင်းရွှေ့ပြီးတော့တာဝန်ထမ်းဆောင်ရပါတော့တယ်။ အဲ့အကြောင်းအရာတွေကိုလူအများကကိုလာဟာလာအဖြစ် ပုံစံအမျိုးမျိုးနဲ့ပြောဆိုကြကုန်တယ်။ဘသူမှလည်းစာကြောင်းကိုရေးလေးလေးသိလို့မဟုတ်။ဂျာဘူနာဝများနဲ့သာပြောဆိုနေကြတယ်။ဒါပေမဲ့အဲ့အကြောင်းကိုရေးရင်းလေးလေးသိသူတယောက်တော့ရှိပါတယ်။သူကတော့ရဲတကြညဝင်ပဲဖြစ်ပါတယ်။အခုခါမှာတော့အင်းငုံရွာလေးကလည်းမရှိတော့ပါဘူး။အရာဝတီမြစ်တန်းစားမှုကြောင့်လည်းကောင်းရွာကလူတွေပြောင်းရွှေ့ကုန်မှုကြောင့်လည်းကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရွာထိပ်ကလားလေးကောင်ကညောင်မင်းကြီးကတော့ မိကဲနှစ်ဖူးမှတည်ရှိနေပါသည်။အဲ့ညောင်မင်းကြီးရဲ့အောက်မှာတော့ပြိုကျပျက်စီးနေတဲ့နှကွန်းကြီးတစ်ခုရှိနေတယ်။အဲ့နှကွန်းကြီးရဲ့ခါမှာတော့ဒေါ်လခင်တမိမရွှေခင်မငွေခင်တို့ရဲ့ကောင်းမှုဆိုတဲ့ဇာတ်လမ်းကိုတော့တေချာကြည့်ရင်တော့မြင်နိုင်ပါသေးတယ်။ပြည်သူများရှင်ဒီဇာတ်လမ်းအကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။ဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းကောင်းတွေကိုအမြဲတမ်းဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကိုကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါဦးရှင်။ ဇလန်အကြောင်းအရာတိတိတိနိုင်အမြဲတရှိနိုင်မှုအတွက်ကိုလည်းဘေးနားကခေါလောင်လေးကိုနှိပ်သွားပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်